အနုပညာလောကရဲ့ကိုပြန်လည်ဝင်ရောက်ပြီးရွှေ25ဘိတာတန်ရွှေကာဝင်ကြီးဝိခေလလူပြောများနေရဖွေဖွေပရိသတ်များလုံးမင်္ဂလာပါရှင်ဆယ်လင်စင်တာ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နာမည်ကျော်မင်းသမီးဖွေဖွေဟာဆိုရင်မြန်မာနိုင်ငံရဲ့အအောင်မြင်ဆုံးဒိဋ္ဌိကျယ်မင်းသမီးတစ်လက်ဖြစ်ပြီးတော့ Academy စုကြီးတွေကိုလည်းအသက်ရွယ်နေမလိုက်တင်ပိုက်ထားနိုင်တဲ့သူတဦးပါဖွေဖွေဟာသူမရဲ့ချစ်ဖို့ကောင်းတဲ့အတန်လေးနဲ့ကလေးလေးလိုမျက်နှာကြောင့်သူမရဲ့ပရိသတ်တွေကဖွေးစိန်လို့ချစ်စနိုးနဲ့ခေါ်ကြပါတယ် ဖိုးဖေးရတခြားမင်းသမီးတွေနဲ့မတူပဲဟန်ဆောင်မှုกินပြီးတော့အရှိကိုအရှိတိုင်းအမှန်တိုင်းချပြလိရှိတဲ့မင်းသမီးတယောက်ပါဖွေးစံရဲ့ပုံစံကအပြင်ပိုင်းမှာတော့အခြေတလိုင်းမျိုးနဲ့ဘသူကိုမှဂယုမဆိုင်တတ်တဲ့ပုံစံမျိုးရှိပါတယ်ဒါပေမဲ့မင်းသမီးတွေထဲမှာတော့အပွင့်လင်းဆုံးနဲ့အပြစ်ကင်းတဲ့မင်းသမီးကျော်လေးတစ်လက်လို့ဆိုရမှာပါဖိုးဖေးဟာအနုပညာမောင်နှမတွေနဲ့အလောကန်တွေကြားထဲမှာလည်းအမြဲတမ်းဆဆနနနဲ့ပျော်ပျော်နေတတ်တယ်လို့ဖိုးဖေးနဲ့နေရင်အမြဲတမ်းရည်နေရတဲ့သူတွေကြီးပါပဲသူမဟာပရိသတ်တွေနဲ့လည်းဖော်ဖော်ယွေယွေနဲ့လေးလေးစားစားဆက်ဆံ ံတက်တဲ့သူတယောက်ပါ ဖွေးစဉ်ရိုက်ကူးထားသည့်မြန်မာရုံးရှင်ဇက်ကားတိုင်းဟာတခြားသရုပ်ဆောင်တွေနဲ့မတူညီတဲ့သူမရဲ့ idea တွေကြောင့်ဇဝင်ကန်တစ်ခုချင်းစီကပရိသတ်ကြီးရဲ့ရင်ထဲကိုခန်းစားချက်တွေတတိကြီးဝင်ရောက်အောင်အရောက်ပို့နိုင်ခဲ့ပါတယ်။ဖွေးစဉ်တယောက်ရိုက်သည့်ရုံးရှင်ကားတိုင်းကမြန်မာဘောကားတွေလိုမဟုတ်ဘဲတကယ်ကိုတိတိမိမိရှိတဲ့ဇက်ကားကောင်းတွေကြီးပါပဲ။ဒါပေမဲ့ဖွေးဖွေးတယောက်2020ခုနှစ်မြန်မာနိုင်ငံမှာကိုဗစ်တွေစတင်ပြီးတော့ဖြစ်ပွားနေချိန်မှာအနုပညာလောကတွေကလည်းရုတ်တရက်အပြောက်ချင်းမလပျောက်ကွယ်သွားခဲ့ပါတယ်။ ပရိသတ်တွေကတော့ဖွေးစဉ်အတွက်စိတ်ပူပေးခဲ့ကြပါတယ်။ဒီမှာကတော့အမေဖြစ်သူနဲ့အိမ်မှာအနားယူပြီးတော့ပျော်ရွှင်နေကြောင်းပြောပြခဲ့ရပါပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်အောင်လဲလိုက်တွေအများကြီးလွှင့်ပြီးတော့ပျော်ရွှင်ခဲ့ကြပါတယ်။ဖွေးကနုပညာလောကကနေအနားယူသွားတာ9နှစ်တောင်ကြာမြင့်ခဲ့ပါတယ်။ဒီမရဲ့ဇာတ်ကားတွေကိုအားပေးနှစ်သက်ခဲ့ကြတဲ့ပရိသတ်တွေကလည်းဒီမပြန်လာဖို့နဲ့နောက်ထပ်ရုပ်ရှင်ဇာတ်ကားကြီးတွေကိုအားပေးဖို့အသင်းဆောင်နေခဲ့ကြပါတယ်။ အခုချိန်မှာတော့ပရိသတ်တွေစောင့်စားနေရတဲ့ဖွေးဖွေးတယောက်အနုပညာလောကတွေကိုပြန်လည်ရောက်ရှိလို့လာခဲ့ပါပြီ။ဖွေးဖွေးဟာအမြဲတမ်း confident အပြည့်ရှိတဲ့မင်းသမီးတစ်လက်ဖြစ်ပြီးတော့ရရခိုင်းသမျှအလုပ်တွေကိုလည်းပတ်စံမျက်နှာကြည့်ပြီးတော့မလုပ်ဖဲနဲ့သူမရဲ့ဂုဏ်သိက္ခာနဲ့ကန့်ညီတဲ့အလုပ်တွေကိုသာလက်ခံခဲ့ပါတယ်။တကယ်ကို high standard level ဖြစ်တဲ့အမျိုးသမီးတအူးလို့ပြောရမှာပါ။ လူမရဲ့နှုပညာသက်တမ်းတစ်ချောင်းမှလည်းမင်းသားကျော်အောင်ရင်လေးနဲ့ပြတ်ပြီးနောက်ပိုင်းဘာဘာညညာသတင်းတစ်ခုဆိုတစ်ခုမှမထွက်အောင်ကင်းကင်းရှင်းရှင်းနေတတ်ခဲ့ပါတယ်။အခုဆိုရင်ဖိုးဖေးကတခြားသူတွေလိုမဟုတ်ပဲအခမ်းအနားကြီးတွေ၊ကြော်ညာတွေ၊အနှုပညာအလုပ်တွေမှာလူမရဲ့အစဉ်တန်းနဲ့တန်းညိနိုင်တဲ့လုပ်ငန်းကြီးတွေကိုအစဉ်တန်းရှိရှိကြော်ညာတွေကိုသာရှိုက်ကူးနေပါတယ်။မကြသေးခင်ကမြန်မာနိုင်ငံရဲ့အကောင်းဆုံးသောနိုင်ငံကျော်ရွှေဆိုင်ကြီးတစ်ဆိုင်ဖြစ်တဲ့ဝိုင်းစိန်ရွှေဆိုင်ကြော်ညာကိုရှိုက်ကူးခဲ့ပါတယ်။ ကျောင်းသားတွေမှာဖွဲ့ဖွဲ့ဝစ်စင်ထားတဲ့ရွှေအပြည့်စင်ထားတဲ့ဝစ်စုံကြီးကိုအများပြည်သူတွေကတော့အံ့ဩမင်တက်နေကြရပါဖွဲ့ဖွဲ့ဝစ်စင်ထားတဲ့ဝင်းစိန်ရွှေဆိုင်ကြီးရဲ့ရွှေဝင်းယုံကြီးမှာစင်မြန်းထားတဲ့ရွှေတွေဟာအားလုံးစုစုပေါင်း38ပိတ်သာအလေးချိန်ရှိပြီးတော့ရွှေရောင်တွေဖိတ်ဖိတ်တက်အောင်လင်းလက်နေရပါ ဒီရွှေဝစ်စုံကြီးကိုဝစ်စင်ထားတဲ့ဖူးဖေးကတော့ကြက်တည်ရှိစွာမဟာဆန်ဆန်နဲ့အလှကြီးလှနေခဲ့တာကတော့အားကျစရာပါပဲရှင်။ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တို့ကရောရွှေအစစ်တွေအပြည့်စင်ထားတဲ့ဝစ်စုံကြီးကိုဝစ်စင်ပြီးတော့အလှကြီးလှနေတဲ့ဖွေးစိန်ကိုမိမိတို့ရဲ့အမြင်လေးတွေကိုပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။